ဟေးယိုအားလုံးပဲမင်္ဂလာပါအတီးမိုင်ဖူဘလော့ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Warren Khon လို့ခေါ်တဲ့ White Damn အနုပညာဆန်တဲ့ဘုရားကျောင်းတစ်ခုကိုတွေ့ရောက်လည်လာမှာဖြစ်ပါတယ်အဲဘုရားကျောင်းကတော့ထိုင်းနိုင်ငံမြို့ချင်းရိုင်မြို့အနီးမှာတည်ရှိပါတယ်ခက်တဲ့ဘာသာရေးအစအဖို့ဖြစ်တဲ့အဖြူရောင်ဘုရားကျောင်းကိုထိုင်းနုပညာရှင် share my time courses big pass ဆိုရဲ Thai virtual article ကိုဆိုင်ရေးဆွဲထားပါတယ်အဲ white time ကိုတိဆောက်မှုက1999မှာစပြီးတော့တိဆောက်ထားပြီးတော့သူ့ရဲ့ဗုဒ္ဓဘာသာအပေါ်ယုံကြည်မှုခိုင်မာမှုပေါင်းစပ်၍တိဆောက်ထားတယ်ဒီရွှေအောင်စာအုပ်ကဒီဇိုင်နာရဲ့ဘဝနေနည်းတွေသူ့ရဲ့ဘဝပြသမ်းလာတဲ့အကြောင်းအရာတွေပြသတဲ့စာအုပ်လို့သိရပါတယ်။ခုဆိုရင် white dam ကိုရှောင်းနေတာဖြစ်ပါတယ်အထူးကအနေနဲ့အဖြူရောင်ဖြစ်ဒီဇိုင်းရေးဆွဲထားပြီးတော့ဗုဒ္ဓဘာသာရဲ့သင်ရှင်စင်ကြယ်မှုကိုကိုစားဖြစ်တယ်အဖြူရောင်ရဲ့အနေအထားကသူကဗုဒ္ဓဘုရားရဲ့ပညာလင်းရောင်နဲ့အနာဂတ်ရဲ့ ိုင်းမှာတထားကနေပြီးတော့ဥယျာဉ်ရပ်ကိုကုသွားတယ်။အဲပုံစံမျိုးလေးဒီဆောင်းထားပါတယ်။အဲတထားကိုကျတော့သူက the bread of rebates ပြန်လဲမွေးဖွားခြင်းတထားလို့ခေါ်တယ်။အဲ့ပေါ်ကနေလူသားတွေကဖြတ်ပြီးတော့မကောင်းမှုတွေတွေကိုကင်းဝေးပြီးတော့မှတဲ့တော်ရဲ့ဘဝတို့ပြောင်းလဲဒါမှမဟုတ်နောက်တစ်ဖက်ကပေါ်တော့တရားတစ်ဖက်ကနိဗ္ဗာန်ကိုရောက်မယ်ဆိုပြီးတော့တရုပ်ပုံပြီးတော့ဒီဇိုင်းဆွဲထားပါတယ်ခင်ဗျာ ူတွေနေနေရတော့လက်မှတ်ဝယ်ရဖြစ်ပါတယ်အဲ့လက်မှတ်ကတော့တယောက်ကိုဘတ်တရားပေးရပါတယ်ဒီသူ့ရဲ့အနုပညာပြီးသူကလက်ရာတွေကိုဟိုဝယ်အောင်လေးလာကြတဲ့အခါမှာဘတ်တရားမကတန်းလေတော့ကျွန်တော်ထင်ပါတယ်ဖះចောင်းဆောင်မှာဒီလိုဖះစင်တူငယ်ပုံစံငယ်လေးတွေ ုင်တာကဒီဘုရားကျောင်းတည်ဆောက်တဲ့နေမှာသူဘဝတစ်ခုလုံးမြုပ်နှံထားတယ်လို့သိရပါတယ်။အဲဒီဒီဇိုင်နာထိုင်းလူပညာရှင်ဒီဘုရားကျောင်းဆောင်ကိုစောက်ခဲ့တာကြောင့်သူ့ကို nation နဲ့အတက်နေနေတော့မှသတ်မှတ်ခဲ့ကြပါတယ်။ ွက်လူတန်းရှိအများကြီးနဲ့ကျွန်တော်တို့ဆောင်ပြီးတော့ဖူးမြော်ခဲ့ရပါတယ်ပြာကြောင်းဝင်ရောက်တဲ့ တတားပေါ့နော် break or rebase လို့ခေါ်တဲ့တတားကသူကလူသားတွေရဲ့ဘဝခီးလံကိုစားပြုတယ်ပေါ့နော်အဲ့ဖေးအဲ့တတားဘဝနေဖြတ်တဲ့အချိန်မှာဘေးနားမှာရှိတဲ့အရင်ရဲ့မကောင်းမှုတွေငရေတွေကနေငရေပုံစံတွေဟိုတိဆောက်ထားပြီးတော့လူသားတွေကိုမကောင်းမှုမလုပ်ဖို့အတွက်ဘေးနားနေတတိပေးတဲ့ပုံစံမျိုးလုပ်ထားပါတယ်အဲ့ သဒ္ဓါဘဝနေဖြတ်ပြီးတဲ့အခါကျမှဒီမှာရှိရဲ့နိဗ္ဗာန်ဒါမှမဟုတ်နတ်ပြည်ပေါ့နော်အဲ့လိုမျိုးနေရာကိုရောက်မယ်ဆိုပြီးတော့အာဒီဇိုင်းပညာရှင်အားအတည်ပြီးတဲ့အနေနဲ့တည်ဆောက်ထားတဲ့ဘုရားဖြစ်ပါတယ်ဘုရားအရန်ကိုတပယ်ပြီးတော့လာပါပါတယ်တိန်ဖြူဖြူအောင်မှဖြူအောင်တဲ့ပေမဲ့လေသူကမှန်တဲ့ပြန်ပြီးပေါင်းဆက်ထားတဲ့ဒီဇိုင်းဆိုတော့အရန်ကိုလွင်ပြီးတော့လာပါနေတယ် ွက်ကြတဲ့ခေတ္တဘာသာရေးစာအုပ်တစ်ခုဖြစ်ပါတယ်။ထိုင်းကိုသွားမယ်ဖြစ်ဖြစ်ဒါမှမဟုတ်ချင်းရိုင်းတို့ချင်းမိုင်းတို့သွားလည်မယ်ဖြစ်ဖြစ်သွားရောက်လေ့လာချင်တဲ့နဲ့ဘာဖရားတစုဖြစ်ပါတယ်။ဖရားတစုဆိုတာကအာခေတ္တဘာသာရေးစာအုပ်ပေါ့နော်။သူရဲ့ပန်ကတိအနုတုခုမလည်းအနုပညာတွေပိတုကရရတော့လုံးဝဖြားလောက်เสียပါ အဆုံးထိကြီးစုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။တခြားနောက်လည်းစိတ်ဝင်စားစရာအကြောင်းအရာများနဲ့ဖုတ်လို့များကိုတက်ဆက်ပေးမှာမလို့ပေးလေးကို like share follow လေးလုပ်ပေးတာပါ။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။